ပေါက်ကော်ရိုက်တာလေးကိုမှန်တိုင်းပြောရင်ကျွန်တော်အရင်သဘောကျပါတယ်။ကျွန်တော်ဘွားအတွက်လည်းဒါအခက်တရာဖြစ်မဲ့ကော်ရိုက်တာလေးပေါ့။ဘာလို့လဲဆိုတော့ကို့ကိုမြင်လိုက်တာနဲ့ပြီးရိုက်ချင်တာ။တဲ့မှာကို့တောင်းမကျုံဘေးနားမှာလည်းစွန်လန်းလေးတစ်ခုရှိတယ်။လမ်းလျှောက်ပေါ်ကတောင်းမကျုံဝတ်ထားရတယ်။အဲ့လိုကကြိုးကြောင်လေးဆိုတော့အဲ့လိုကို့မြင်တာလည်းပြေကျုံနေကြပါတော့။အဲ့လိုကော်ရိုက်တာဖြစ်ရင်ကျွန်တော်မနည်းစိုးစားရတယ်။ကြီးတဲ့အခါမှာလည်းကို့ပုံစံတကယ်မြင်တာနဲ့ရိုက်ချင်တာကိုလုံးပြန်ကြည့်တဲ့အချိန်မှာကို့ကိုပြန်ကျုံနေတယ်။

ဟိုဇကာတကရဲရတာလေ confidence ရှိတာပေါ့နော်အဲအဲ့လိုမျိုးလေးဖြစ်တာပေါ့ပြီးတော့ရိုက်တဲ့ခါမှလည်းရိုက်ခွင်းပေါ်မှာပြောရတယ်ငငယ်ချင်းတွေဟေးဟာဟိုးနဲ့အဲ့လိုမျိုးပါဟုတ်တယ်ဟုတ်တယ်ကွာအဲ့ဒီပုံမှာလုံးမလေးပြောတာမနေ့မျိုးရဲ့ဒါရုပ်ရှင်ကားကြီးဆိုတာငွေကြေးပေါ့နော်ရှင်ကြီးဆိုတာပြောရရင်တော့အတပြာနဲ့ပေါ့ချင်းရလက်နဲ့ပြောရရင်မောင်ဝိုင်းပေါ့နော်အဲ့ဒါနဲ့ဒါပြီးကြည့်ကြတာ ဟိုကျွန်တော်တို့ဇာလန်းတွဲဆိုတာတီတီဘတ်ဆိုပြီးနှိမ့်လိုက်အလကားကြည့်လို့ရအလကားကြည့်လို့ရတဲ့ကောင်ဖြစ်တယ်ပြီးတော့ဒီကောင်ကျတော့ခုနပြောသလိုမောင်ဝိုင်းလေးနဲ့လာပြီးကြည့်ရတဲ့ဟာလေးဖြစ်နေခါကျတော့ဟိုဒါဒီကောင်ကိုကျွန်တော်တယောက်တည်းရုပ်ရှင်ကားယူတယောက်တည်းအနေနဲ့မင်းရိုက်ဖို့ကြတော့ကျွန်တော်ကိုယ်တိုင်မရရဲတာကျွန်တော်ကိုယ်တိုင်မရရဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့လိုမင်းသားတွေအများကြီးပါတာတို့အဲဒီကားမှာမင်းသားအနည်းဆုံး2ယောက်3ယောက်အဲ့လိုအများကြီးပါတဲ့ကားတွေပဲကျွန်တော်ကိုယ်တိုင်ရရဲပါတယ်ဘာလို့လဲဆိုတော့ အဲ့တော့တခုခုပို့သွားရင်လည်းကိုယ့်အတွက်လည်းမကောင်းဘူးပရိုဂျူတာတွေလည်းကျွန်တော်အားနာရတယ်အကုန်လုံးပတ်စံနဲ့လုပ်ပြီးလုပ်ထားရတဲ့တော့ကြောင့်မလို့အဲ့လိုတယောက်တည်း main main သားအနေနဲ့ကတော့ကျွန်တော်ဇလန်းတွေပဲရိုက်ရဲပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့ဒါတော့အမားနဲ့ကျွန်တော်ရှေ့မှာရှေ့မှာဇညုံးမိတဲ့9ရက်ပြီးတော့ จอญาตะคู่อะดูดูยายคู่เลยอ่ะมาเนี่ยยังยืนนี่ปีดาขึ้นเลยเนาะကျောင်းရရောင်းနဲ့ဘယ်စင်းရရင်ဘာလေးလုံးလိုက်မယ်ဘယ်စင်းရရင်ဘာလေးလုံးလိုက်မယ်အဲအဲ့လိုလေးတွေသွားတဲ့ခါကျတော့ဟိုရိုက်တဲ့ခါမှာရိုက်ပေါက်နဲ့မေနဲ့အဲ့လိုဖြစ်နေတာပေါ့နော်ရှင်မွေလာနဲ့မေဂရစ်ကပျောက်သွားတယ်ရိုက်ပေါက်နဲ့မေနဲ့ဖြစ်ပြီးတော့ဇလန်လေးကမိုက်သွားတယ်လို့ထင်ပါတယ်မတ်တရားရင်းနဲ့ရှိတယ်သူနဲ့စုံတွေ့တဲ့နေရာသချင်းစုံခိုင်းတာအမတ်တရားတော့အဲ့အဲ့ဒီ တတိယဆင်းကျွန်တော်တကယ်တတိယဆင်းရှိတယ်ကျွန်တော်ပြောလိုက်ဇလန်းပေါ်သွားမှလည်းစိုးတယ်ဒါမဲ့လည်းကျွန်တော်စူးစမ်းပြီးပြောပြပါမယ်အဲ့မြင်းစည်းရက်ခံရှိတယ်ကျွန်တော်မြင်းစည်းရမှာလည်းကျွန်တော်မြင်းမစည်းမြင်းမစည်းတော့မဟုတ်ဘူးတဲ့မြင်းဆွဲရမှာတဲ့မင်းသမီးကမြင်းစည်းရမှာโอเคကျွန်တော်အရင်စတာနောက်တယ်မမ်မီရစ်ကမြင်းပေါ်တက်တဲ့ဆက်မှာကျွန်တော်မြင်းကိုစကျင်တယ်အဲ့မြင်းကိုမြင်းကထခုံလိုက်မှာအမကကြောက်လို့ မောင်လေးရှင်မွေလာမစားနဲ့တော့တောင်းပန်ပါတယ်မစားနဲ့တော့အဲအဲ့လိုလေးတွေကအမှတ်တရပါဟုတ်ဟုတ်လားစကားနဲ့ကိုယ်လည်းအင်းအဲ့ဒါပဲဆယ်အောင်ဘယ်လိုလဲကျွန်တော်ရှိတယ်အဲ့ဒါလည်းကျွန်တော်ပြောချင်တာအဓိကအဲ့ဒါပဲဘောဒန်ဆိုတာညီကူမောင်နှမဒီကားထဲမှာဆိုညီကူမောင်နှမအချက်ပြီးရင်တငယ်ချင်းတယောက်အချက်ပြီးရင်ချစ်သူသမီးသားအချက်ပြီးတော့ချမ်းသာလူလက်တန်းသားခြေကံလူလက်တန်းသား အကုန်လုံးမှာလောကန်အမှုတွေရှိတယ်အစတော့ကျွန်တော်တို့ကဇလန်သဘောတဘာဝရပျော်ဖို့ကောင်းရိုက်ထားတယ်ဒါမှမဟုတ်သူကလည်းဟာတာကားထင်တယ်အဲ့ဒါလေးတွေကိုပဲကြော်ညာလိုက်တဲ့ခါကျတော့တကယ်တော့ဟာတာကားမဟုတ်ပါဘူးတကယ်လောကန်အမှုလူငယ်တောင်းစုကပူးစုပစက်အဲ့လိုခံရတဲ့ဆိုတဲ့ဟာလေးကိုအဲခံတဲ့အချိန်မှာပြန်ဖြည့်ရှင်းတာလည်းအကောင်းဆုံးနည်းလမ်းနဲ့ပြန်ဖြည့်ရှင်းပါတယ်ဆိုတဲ့ဟာတွေကိုရိုက်ပြလာတာပါခင်ဗျာပညာပေးကားလေးပါကျွန်တော်တော့အရန်သဘောကျပါတယ်အဲကြောင့်လည်းဒီလိုအားပေးဖို့ဆိုတော့ဖိတ်ပေါ်ပါတယ်